ရန်ကုန်မှာတရီထားတဲ့တခုအနေရမင်္ဂလာပါ။ audio bind စောင်းနေကနေကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့ရန်ကုန်မှာတရီထားတဲ့တခုအနေတခုကိုပြောပြပေးမှာဖြစ်ပါလေ။တခုတွေပေါ်နေတာကတကယ်တမ်းတော့ရန်ကုန်မှာမဟုတ်ပါဘူး။ရန်ကုန်မန္တလေးပါဝင်မြန်မာနိုင်ငံတော်တော်များများကမြို့တွေရွာတွေမှာတခုတွေတောင်းကြနေပါလေ။ခက်ကလာမကောင်းတော့တောကြောင်တွေလက်ကမောင်းခတ်တာလို့ပြောရမလား။ ကုံစင်းတော့နေကြည့်ပြီးတော့အလောက်ကိုင်းနေရှားပါကုံလို့ဇိုင်းထတွေဇိုင်းလာကြတယ်ဆိုမလားဘလို့ပဲဆိုဆိုမြန်မာနိုင်ငံအနှံပြတခိုးတွေလူရမှုတွေအမတန်များပြားလာပါတယ်အဲ့ဒီတည်းကမှဇိုင်းကောင်ကလူအထုတဆုံးလူပေါင်းဆောင်ဆုံးနဲ့ပတ်ဝန်းကျင်နဲ့ထိတွေ့ဆက်ဆံမှုအ ਨੇ ဆုံးဖြစ်တဲ့အတွက်တခြားမျိုးတွေထပ်ပို့ပြီးတော့တည်ထားတင်ပါတယ်တနိုင်ငံလုံးအနှံ့ခိုးမှုတွေနေစဉ်လိုလိုတွေ့နေရပေမဲ့ဇန်ကောင်မှာတော့ တခြားမြို့တွေထပ်ထူပြီးတော့နည်းနည်းလေးမှသတိလက်လွတ်နေလို့မရတဲ့မြို့ဖြစ်ပါတယ်။အခုကျွန်တော်ကရန်ကုန်မှာနေပြီးနည်းနည်းလေးသတိလက်လွတ်သွားလို့မပုံနေတဲ့တံပိုးကြီးပစ္စည်းတွေအခိုးခံလာရတဲ့ဖြစ်စဉ်ကို CCTV မှတ်တမ်းနဲ့တကွတင်ပြပေးပါမယ်။ဖြစ်ခဲ့တာကဒီလ2025ခုစက်တင်ဘာလ20ရက်နေ့ကဖြစ်ခဲ့တာပါ။အချိန်ကတော့နေကင်းချောင်တောင်မေဝင်းမောင်အချိန် CCTV မှာပါတဲ့အချိန်ရဆိုရင်တော့မနက်၈နာရီလောက်ဖြစ်မဲ့ထင်ပါတယ်။နေရာကတော့ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်အထက်ပန်းစိုးရလန်းပထမထပ်မှာဖြစ်ပါတယ်။အဲ့ဒယ်လာတဲ့အချိန်မှာသတိလစ်ပြီးတော့တန်တကားကိုပြန်မပိတ်မိရကအဲ့ဒယ်ရဲ့ပိုက်ဆံအိမ်နှလုံးအခုခံလိုက်ရကြောင်းသိရပါတယ်။မပုံနေနဲ့တံမိုးကြီးပစ္စည်းတွေပါသွားရလို့လည်းသိရပါဗျ။နောက်ပြီးဒီเจ้าကိုရက်စကန်ကိုလည်း မှုဖွင့်တိုင်ကြားထားကြောင်းလည်းသိရပါတယ်။ကျွန်တော်နဲ့အတူ CCTV မှတ်တမ်းကိုအတူတူကြည့်ကြည့်ရအောင်ပါ။ဒါကကျွန်တော်တို့ခိုးမှတ်တခိုးပေါ့နော်။ဒါသူစပြီးတော့တိုက်ပုံကိုတက်လာပါတယ်။ဒါတက်ပြီးတော့အပေါ်သွားမလို့ပေါ့နော်။အပေါ်တက်သွားပါတယ်။ drum ကတကားပွင့်နေတာပေါ့နော်။တကားပွင့်နေတဲ့အတွက်သူကဒါတခိုးကအပေါ်တက်သွားတာနေ ပြန်ဆင်းလာခြင်းပဲဖြစ်ပါတယ်ပြန်ဆင်းလာပြီးတော့သူတကားပေါက်ကနေအိမ်ထဲကိုခြေနေလှမ်းကြည့်ပါတယ်အဲဟိုအတွင်းထဲအထိပေါ့နော်လူလစ်လားမလစ်လားသူအသာလေးငုံပြီးတော့ကြည့်ပါတယ်လူလစ်တယ်လို့သူယူဆတာနဲ့လူလစ်တာနဲ့ပေါ့နော်သူလူလစ်တာနဲ့အိမ်ထဲကိုအသာလေးဝင်ပါတယ်ဒါကအိမ်တွင်းထဲကတက်ထားတဲ့ CCTV မှာမြင်ရတာပါအမှ ဇွဲဘောမှာတင်ထားတာအပေါက်နဲ့တက်တက်ပေါ့နော်အပေါက်နဲ့တက်တက်ဇွဲဘောမှာတင်ထားတာကိုသူကအသာလေး ဝင်ယူသွားခြင်းဖြစ်ပါတယ်အခုလိုအသာလေးဝင်ယူသွားပြီးတော့သူ ပြန်ဆင်းပြီးတော့ထွက်သွားတာပဲဖြစ်ပါတယ်ဒါတော့မင်္ဂလာတောင်ညော့ပန်ဆူရန်လမ်းမှာဖြစ်ပွားခဲ့တဲ့ခိုးမှုတစ်ခုဖြစ်ပါတယ်။ခနာလေးတတိလက်လွတ်လိုက်တာနဲ့မှတ်ပုံနေတဲ့အတူ တံမိုးကြီးပစ္စည်းတွေပါသွားတာပါဒီခိုးမှုကစတင်မာ20ရက်နေ့ရဖြစ်ပွားခဲ့တာဖြစ်ပြီးတော့တခိုးကတော့စတင်မာ26 28လောက်မှာပြန်ပြီးဖမ်းမိရလို့သိရပါတယ်ပစ္စည်းတချို့တော့လည်းတန်ရတယ်လို့ဆိုပါတယ်နောက်ပြီးဒါဒီပုံပေါ့နော်ဒီပုံကအဲ့ဒီ CCTV ထဲမှာပါတဲ့တခိုးပုံလို့ပြောပါတယ်ကျွန်တော်ကတော့ဒါမျက်နှာလေးနည်းနည်းကြွယ်ထားပါတယ်တကယ်တရခံဟုတ်မဟုတ်အပြစ်ရှိသူဖြစ်မှဖြစ်က တရားရုံးကနေဆုံးဖြတ်ပြီးမှဒါဟာတရားခံဆိုပြီးတော့ဆုံးဖြတ်ပေးတာဖြစ်တဲ့အတွက်မျက်နှာကိုဒီလိုမျိုးကွယ်ထားရခြင်းဖြစ်ပါတယ်အခုခိုးခံလာရတဲ့ကာယကံရှင်ကတော့ဒီသခိုးကိုရေစကမ်းမှာလွယ်လွယ်နဲ့ပြန်မလွတ်အောင်လို့ထိရောက်စွာအရေးယူသွားမယ်လို့ပြောပါတယ်ဒါကရန်ကုန်မှာနေသူများအတွက်သတိလက်လွတ်မှဖြစ်စေဖို့အကြံပြုတိုက်တွန်းလိုခြင်းပဲဖြစ်ပါတယ်သတိတစ်ချက်လွတ်ခြင်းကပစ္စည်းဥစ္စာဆုံးရှုံးရုံနဲ့မကဘဲ ရောင်းရောက်ခဲရောင်းနဲ့အလုတ်တွေ ရှုပ်ကုန်မှာတော့လေအားလုံးပဲတတိထားသွာလာနေထိုင်ကြပါလို့ပြောရင်နဲ့အဆုံးထိအောင်နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ